Hello တခြားဟာအားလုံးမင်္ဂလာပါ AK Lan Channel မှာအကျိုးဆုံးပါတယ်လို့ဆိုတော့ဒီနေ့မှာတော့လုပ်ငန်းသုံးတရုပ်စကပြောတင်ငန်းစာစာအုပ်ထဲကနေပြီးတော့ဇာမျက်နှာ85ကိုအတူတူဆက်ပြီးတော့ဆက်လက်ပြီးလေ့လာကြည့်ကြရအောင်ပေါ့နော်ဟာနောက်ဝမ်းအစ်ချီခံပါဒါဆိုတော့ဆိုတော့အတူတူကြည့်ကြရအောင်အဲ့တော့လုပ်ငန်းသုံးတရုပ်စကားပြောတင်ငန်းစာစာအုပ်ထဲမှာဆိုလို့ရှိရင်ဒါဇာမျက်နှာ85မှာဆိုရင်ဒါလုံးတင်တာတွေမလုံးတင်တာတွေနဲ့ပတ်သက်ပြီးတော့လေ့လာအောင်မှာဖြစ်တယ်ပေါ့နော် အဲ့တော့ကိစ္စရဲ့တခုခုကိုဒါလုံးတဲ့နေဆိုရင်ဘယ်လိုပြောလဲဆိုတော့ရင်ကိုင်းဒါရင်ကိုင်းဆိုရင်ဒါလုံးတဲ့နေလို့တွေပြရတယ်ပေါ့နော်ရင်ကိုင်းလုံးတဲ့နေအဲ့တော့မလုံးတဲ့မှုဆိုရင်နော်ပုရင်ကိုင်းပုရင်ကိုင်းမလုံးတဲ့မှုအဲ့တော့ရင်ကိုင်းဆိုတဲ့စကားလုံးကစကားလုံးမျိုးစားကတော့ auxiliary verb လို့ခေါ်တဲ့အကူကရိယာတခုဖြစ်တယ်အကူကရိယာတွေဖြစ်တဲ့အကြောင်းမလို့ verb ရဲ့အရှိတ်နေပြီးတော့အထူးပြုပြီးတော့အသုံးပြရတယ်ပေါ့နော် အဲ့တော့သူ့ရဲ့နောက်မှာဆိုရင်လှုပ်ဆောင်ချက်တွေပါတယ်ဥပမာစားတယ်ဆိုရင် ch အစားတဲ့နေဆိုရင် yin gan ch ဟာလာအဲ့တော့မစားတဲ့မှုဆိုရင် pu yin gan ch သွားတယ်ဆိုရင် chui ဟာလာ yin gan chui ဆိုရင်သွားတဲ့နေ pu yin gan chui ဆိုရင်ဒါမသွားတဲ့မှုပေါ့အဲ mine ဆိုရင်ဝယ်တယ် yin gan mine ဝယ်တဲ့နေ pu yin gan mine မဝယ်တဲ့မှုပြောတယ်ဆိုရင် shaw yin gan shaw ပြောတဲ့နေ pu yin gan shaw မပြောတဲ့မှု အာကြည်တယ်ဆိုရင်ခန့်ရင်ကိုင်းခန့်ကြည်တင်တယ်ရင်ကိုင်းအတော့ပူရင်ကိုင်းခန့်ဆိုရင်မကြည်တင်ဘူးပေါ့တောက်တာကဟဟတောက်တယ်ရင်ကိုင်းဟတောက်တယ်ပူရင်ကိုင်းဟမတောက်တင်ဘူးဒီလိုမျိုးအသေးပဲရတယ်ပေါ့နော်ဟာအဲ့တော့လုံးတင်လာဆိုရင်ရင်ကိုင်းတော့ကမကျိုးပြောပြရမယ်ရင်ကိုင်းချမစားတင်လာရင်ကိုင်းချွေမသွားတင်လာရင်ကိုင်းရှောမပြောတင်လား 应该买吗？稳定啦，应该喝吗？到定啦，啊，应该看吗？记定啦，应该听吗？拿上定的啦，应该做吗？漏定啦，第六秒这边的呀，不呢？好了，所以你们呢，我家里呢，嘟嘟叽叽啊，没多的呢，你应该去，你应该去，没多的呢，没只有那个我多的呢，所以你应该去中国。 你应该去中国。没有丢奶奶，我多等呢。你应该去中国。没有丢奶奶，我多等呢。没太奶奶，我多等呢。所以你应该去泰国。你应该去泰国。没有太奶奶，我多等呢。泰国做哪个？太奶奶。没马来西亚奶奶，我多等呢。所以你应该去马来西亚。你应该去马来西亚。 မာလိုင်းရှီယာဆိုတာကတော့မလေးရှားနိုင်ငံဒါကြောင့်မင်းမလေးရှားနိုင်ငံကို သွားသင့်တယ်ဆိုရင်နီယင်ကန်ထရီမာလိုင်းရှီယာနီယင်ကန်ထရီမာလိုင်းရှီယာမင်းမလေးရှားနိုင်ငံကိုသွားသင့်တယ်မင်းစင်ကာပူနိုင်ငံကိုသွားသင့်တယ်ဆိုရင်နီယင်ကန်ထရီစင်ကာပူနီယင်ကန်ထရီစင်ကာပူမင်းကစင်ကာပူနိုင်ငံကိုသွားသင့်တယ်စင်ကာပူစင်ကာပူနိုင်ငံ ရမင်းဂျပန်နိုင်ငံကိုသွားတဲ့နယ်ဆိုရင်你应该去日本你应该去日本日本ဆိုတာကဂျပန်နိုင်ငံဂျပန်နိုင်ငံကို日本လို့ခေါ်တယ်ဒါကြောင့်မင်းဂျပန်နိုင်ငံကိုသွားတဲ့နယ်ဆိုရင်你应该去日本你应该去日本မင်းအဂျပန်နိုင်ငံကိုသွားတဲ့နယ်你应该去日本မင်းဆေးရုံကိုသွားတဲ့နယ်你应该去医院医院ဆိုတာကဆေးရုံ 我明知道我多的呢，所你应该去医院。你应该去医院，明啊，知道我多的呢。你应该去医院，明知道我多的呢。再一个，明阿老多点点所你应该去上班。你应该去上班，去上班是哪个阿？阿老多呀？那叫明阿老多点点所你应该去上班。你应该去上班。 မင်းအလုပ်သွားတဲ့နယ်လို့အဓိပ္ပာယ်ရတာပေါ့နော်အဲ့တော့ဒါကတော့ဒီလုပ်ငန်းသုံးတုစကပြောသင်ငန်းစာစာအုပ်ထဲကနေပြီးတော့စာမျက်နှာဒါ85ကိုဒါပြပြပေးခဲ့ခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ထပ်စာမျက်နှာတွေကိုလည်းဒါ AK Lan Chinese ရဲ့ YouTube Channel မှာနေ့စဉ်ဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ်ဒီလိုစာအုပ်လေးမှာဆိုလို့ရှိရင်ဒါအခြေခံစကပြောတွေဒါဝါကျတွက်ဆက်နည်းတွေ grammar ရှင်းလင်းချက်တွေ အာလုပ်ငန်းသုံးအင်တာဗျူးအပြန်အလှန်အမေးပြေစကားပြောတွေလုပ်ငန်းသုံးစကားပြောများစွာပါဝင်တဲ့စာအုပ်လေးတုပ်ဖြစ်တဲ့စကားပြောစာကြောင်းပေါင်းအလုံး2500ကျော်ပါဝင်နေပေါ့နော်ဒီစာအုပ်လေးတုပ်ထဲကိုကောင်းကောင်းမွန်မွန်ပုံမှန်နေနေရပြီဆိုတာနဲ့ဒါတရုပ်စကားပြောကိုတော်တော်တင့်တင့်လေးကိုပဲကောင်းကောင်းမွန်မွန်ဒါပြန်လဲပြီးတော့နားလဲပြီးတော့ပြောဆိုနိုင်လိမ့်မယ်ပေါ့နော်အဲ့ဒါဒီစာအုပ်လေးကိုကိုယ်တိုင်ကိုကြဝယ်ယူပြီးတော့ဗီဒီယိုဖိုင်လေးနဲ့တွေ့ပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်း ကိုယ့်ရဲ့နာမည်လေးတွေဒါနေရာဒိစာလေးတွေဆက်သွယ်လို့ရတဲ့ပုံစံဖုန်းနံပါတ်လေးတွေကို AK Lunchtime နေရာပေးမစင်တာမှာ ပေးပို့ပြီးတော့မှာယူလို့ရပါတယ်အဲ့တော့ဇာတ်လေးလက်ရှိချိန်မှာဝယ်ယူပြီးတော့ဗီဒီယိုဖိုင်လေးနဲ့တွေ့ပြီးလေ့လာနေကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအဲ့တော့ AK Lan Chain ရဲ့ YouTube Channel မှာရော Facebook Page မှာရောလေ့လာနေကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒီဗီဒီယိုဖိုင်လေးဒီကိုအတွက်အကျိုးရှိစေတယ်ဆိုလို့ရှိရင်လည်း Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်အဲ့တော့ YouTube Channel မှာလေ့လာနေရဆိုလို့ရှိရင်လည်း YouTube Channel လေးကို Subscribe မနှိမ့်ရသေးဘူးဆိုလို့ရှိရင်လည်း Subscribe လေးနှိပ်ပေးဖို့လည်းမိသားရခင်ပါတယ်နော်အဲ့တော့ နောက်ထပ်သင်ခန်းစာတွေနဲ့တို့လောရှိုပြန်လဲဆုံတွေ့ကြမယ်နော်ဟာနာဝမယ်ရှာစစ်ကြရှေ့ရှေ့သားကြ